2025နောက်26ဘောလုံးရာသီချန်ပီယံလိမှာ၅သင်းတီဝင်ခွင့်ရမယ်လာလီကာအီတလီကလည်းလာစီယိုအသင်းကဂျာလာမင်းနေမှာယူဘာလိကနေထွက်ခွာခဲ့ရပြီးဘီဘောအသင်းကဆီမီဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့လို့စပိန်လာလီကာဟာလာမယာသီချန်ပီယံလိမှာအနည်းဆုံးအသင်း၅သင်းနဲ့ပါဝင်ရှင်ပြိုင်ခွင့်ရမှာဖြစ်ပါလိမ့် ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ပြည်တဲ့ရာသီကဆလို့ဥရောပကလပ်ပြိုင်ပွဲမှာ၃ခုမှစွမ်းဆောင်ရည်အမြင့်ဆုံး၄နှစ်ခုကိုအပိုတနေရာစီနှစ်နေရာချန်ပလိဝင်ခွင့်ထပ်ပေးထားတာလည်းပဲဖြစ်ပါတယ်။လာလီဂါက UEFA ရဲ့ဥရောပစွမ်းဆောင်ရည်မှတ်ပေးအဆင့်သတ်မှတ်ချက်နှစ်နေရာမှာဒုတိယနေရာကိုရောက်ရှိခဲ့တာလည်းပဲဖြစ်ပါတယ်။အင်္ဂလန်ပရီးမီးယားလီဂါပြည်ပြင်းမှတ်ပေးစရာရဲ့ထိပ်ဆုံး၄သင်းအတွက်ပုံမှန်ရောက်ရှိနေတဲ့၄နေရာအပြင်ချန်ပလိမှာနောက်ထပ်အပိုတနေရာကိုပထမဆုံးရောက်ရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ ဗီလာရီယာတင်ကလာလီကာမှာပေးကြမှာဘွဲစဉ်30ကစားအပြီး50တက်မှတ်နဲ့အဆင့်9နေရာမှာရပ်တည်နေတာလည်းပဲဖြစ်ပါလေ။သူတို့အဆင့်ချောင်းနေရာကရီယယ်ဘက်တီကို3မှတ်၊ဇာဘီကိုနဲ့မာယိုကာအသင်းတို့ကို10မှတ်အထိဖြတ်တောက်ထားတာလည်းပဲဖြစ်ပါလေ။ဒီကလပ်သုံးသင်းဟာဗီလာရီယယ်ထက်တပွဲပိုကစားထားတာလည်းပဲဖြစ်ပါလေ။ပရီးမီယာလိဂ်ကိုပြန်တက်ဖို့အတွက်အယောင်ကိုနှိစက်နေပြီဖြစ်တဲ့ Late Burnley ။ လေးတဲ့မန်လေးအသင်းတို့ဟာတတိယနေရာကရှပီနွားနဲ့အသင်းကို၅မှတ်ဖြတ်ပြီးရှမ်းမြန်ရှိအမှတ်ပေးရရဲ့ထိပ်ဆုံးနေရာမှာဆက်လက်ဦးဆောင်ထားတာကြောင့်ပရိပြားလေးကိုတန်းတန်းနိုင်မှုလက်လကန်အလိုကိုရောက်ရှိလာခဲ့ပါလိမ့်။ဗလင်လေးကဘောဘောအသင်းကိုနောက်ကနေလိုက်စားပြီးနောက်ကိုကိုနဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါဗလင်အသင်းအတွက်ရှုံးမွဲမရှိဘဲလီပွဲစဉ်30ကစားခဲ့တဲ့ကလပ်ဆန်ချင်းတူညီသွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေပြာစကောဘာကရဲ့အသင်းအားဒေလာလေးကရှပီရတဲ့အသင်းကိုနိုင်ရရှိခဲ့မယ်ဆိုရင်တော့တန်တန်ခွင့်ကိုတေချာစေပါလိမ့်မယ်ဖြစ်ပါလိမ့်။ ဒီအစုပ်ဘက်နဲ့ဒီနေ့မှာကျွန်တော်တို့လုံဆောင်နိုင်ခဲ့တာတွေအတွေ့ကျွန်တော်တို့အတိုင်းမသိဂုဏ်ယူမိပါတယ်။အခုကျွန်တော်တို့အရောက်ကိုနေဆက်နေပါပြီ။ဒေလာနေမှာတော့ကျွန်တော်တို့အောင်မြောင်လုံနိုင်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့ရလကောင်တစ်ခုလည်းရယူနိုင်မယ်လို့မျှော်လင့်ပါတယ်လို့ဖွင့်ရအောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။လေသိန်းကလေအောင်စပုတ်ယူနိုက်တက်အသင်းကိုတကောကိုမရှိနေခက်ခက်ခဲခဲအနာရရှိခဲ့ပြီးတော့ဂိုးကွာထားကြတဲ့မပေးရရဲ့ထိတ်ဆုံးကိုပြန်လည်ရောက်ရှိလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။မန်ဒိုဆလိုမွန်ရဲ့ဝဲစားချိန်33မိနစ်မှာတလုံးသောအနိုင်ကိုသွင်းယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဘန်လင်းသင်းကဘလက်တွေကိုမရှုံးရင်လေသင်းကလည်းဒင်းလာနေပါစတူဂတ်ကိုအနိုင်ရရှိခဲ့မယ်ဆိုတော့ပရီးမီယာလိကိုတန်းတန်းနိုင်တော့မှလည်းပဲဖြစ်ပါလိမ့်။ရှဗီနော်တဲ့သင်းကလည်း၃ဘွယ်ဇက်တ်ရှုံးနေရာကနေကာဒီကိုနှစ်ကိုကိုမရှိတဲ့အနိုင်ရရှိခဲ့ပြီးပြန်လာခဲ့တာကြောင့်ပရီးမီယာလိတန်းတန်းနိုင်ဖို့အတွက်မျှော်လင့်ချက်မကုံဆုံးသေးပါဘူး။ယောရီကယူဘလီဖလာယာရှိဖို့အတွက်မျှော်လင့်ချက်မရှိဘူးလို့ခံမှန်ပြောဆိုလိုက်တဲ့စူပါကွန်ပျူတာ မိုင်ရိုနဲ့အသေးအရင်နွေရာသီမှာသူတို့ရဲ့ထိတ်တန့်ပြည့်မှန်ဇာမားတွေကိုခိုးယူနိုင်မှုအတွက်ယူပါလိပြောင်းဝဲမှာချန်ပီယံဖြစ်ဖို့လိုအပ်နိုင်ပေမဲ့ဘလုံးပိုင်းဆိုင်ရာထက်လက်စင်ရင်ကျွမ်းကျင်သူတွေကတော့ယူနိုက်တက်ရဲ့အခွင့်အရေးအားနှဲပါနေတယ်လို့ခန့်မှန်းထားပါတယ်။ယူရိုကယမနီကလိုင်ယွန်အသင်းကိုအသင်းဖွဲ့ကမ်းပတ်နိုင်ယူနိုင်ခဲ့မှုနဲ့ယူပါလိစီမီဖိုင်နယ်အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပြီးစီမီဖိုင်နယ်မှာတော့လာလီဂါကလည်းဖီဘာကိုသင်းနဲ့ရင်ဆိုင်သွားတော့မှလည်းပဲဖြစ်ပါတယ်။ တကယ်လို့ United အသင်းက FIFA ကိုကြော်ဖြတ်နိုင်ခဲ့မယ်ဆိုတော့ final မှာ Spa ဒါမှမဟုတ် Bodo Glimt နဲ့အသင်းအသင်းနဲ့ရင်ဆိုင်ရမှာလည်းပဲဖြစ်ပါလိမ့်ဒါပေမဲ့ရော်ဒီယိုအသင်းကကမ္ဘာ့ဘောလုံးလောကမှာအင်အားအကြီးအသင်းတွေဖြစ်ပြီးအာသင်းပွဲပြလာနိုင်မှုကနေအချိန်ရလာပေမဲ့ဒီပြိုင်ပွဲမှာဘိုးဆွဲဖို့တတိယမြောက်ရေဘက်အစားဆုံးအသင်းတော်တတ်မှတ်ခြင်းခံခဲ့ရပါပြီ။ OBD ရဲ့စူပါကွန်ပျူတာကတော့ Tottenham Hotspur နဲ့ Bilbao အသင်းတို့ကရူဘီယာမိုရီရဲ့အသင်းထက်ဖလားရရှိဖို့အတွက်အခွင့်အရေးပို့ပြီးများပြားတယ်လို့ခံမှန်ပြောဆိုထားပါပြီ။ OBDR ပြည်ပွဲရဲ့တန်ရှိနေပွဲစဉ်ကိုအတိမ်ပေါင်း1000တေယိုပြောက်ဆန်းသတ်ခဲ့ပြီးတဲ့နောက်မှာယူနိုက်တက်ကိုပြည်ပွဲကနေအနားရနိုင်ရှိ24ဒသမ2ရာခိုင်နှုန်းသာပေးခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါနဝေကလဲဘော်ဒိုကလင်းရဲ့စနစ်ဒသမ4ရာခိုင်နှုန်းအထက်သာအနည်းငယ်ပိုးပြီးများပြားနေတာလည်းပဲဖြစ်ပါလိမ့်။ဖိုင်နယ်ပွဲကိုအချိန်မြင့်လက်ကန်ကျင်းပရမယ့် FIFA ကိုဒုတိယရေပန်းအစားဆုံးအဖြစ်28ဒသမ5ရာခိုင်နှုန်းနဲ့အခွင့်အရေးပေးထားပြီးယူနိုက်တက်ရဲ့ပရီးမီယာလိပြိုင်မဲ့စပါတင်ကတော့ နေပေါင်း18နှစ်ကြာဖလားမရောက်ရှိခဲ့တာကိုအဆုံးသတ်နိုင်ဖို့အတွက်အလားအလာအများဆုံးဖြစ်ပြီး34ဒသမ9ရာခိုင်နှုန်းအထိမိုးဆွဲဖို့ရေမဲအဆောင်ဆုံးအသင်းအဖြစ်သတ်မှတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဥရောပမှာအမြင်မှုမရခဲ့ဘူးဆိုရင်ရာဒရဲ့ဒီယာဒီယာအခုထပ်ပိုးပြီးဆိုးရွားသွားနိုင်တာလည်းပဲဖြစ်ပါလိမ့်။ယူရိုကပရီးမီးယားလိမှာတမန်ချောက်အဆိုးရွားဆုံးရမကိုတီးပြူပြီးဖြစ်တယ်လို့ပြည်ဝင်ဖလားပြန်ပွဲနှစ်ခုစလုံးကနေလဲထွက်ခွာထားရတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဒီယာဒီမှာကြာရှုံးမှုကဒီယာဒီနေမှာကလာမယ့်ယာဒီတွေကိုပါထိခိုက်နိုင်တာလည်းပဲဖြစ်ပါလိမ့်။ ဘာလို့ဆိုယူပေါင်းလီမာနိုင်ရခဲ့မဲ့ဆိုရင်တော့လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ကိုရမှာဖြစ်ပြီးဒါအနည်းဆုံးပေါင်သန်း80လောက်တန်ဖိုးရှိနေတာလည်းပဲဖြစ်ပါလိမ့်။ ESPN ဖော်ပြချက်အရယူရိုတရအသင်းအားပေါင်သန်းတရာတန်ကြီးရှိတဲ့ဆော်တန်ကျယ်ဝင်းတိုင်လာဒီဗလင်ကိုခေါ်ယူနိုင်မှုအတွက်စိတ်ဝင်စားနေပြီးဒီပြောင်းရွှေ့ဖြစ်လာရေးဟာသူ့ရဲ့ဥရောပပြိုင်ပွဲအောင်မြင်မှုနဲ့ဗန်ဒန်ငွေဖြစ်နေနိုင်ခြင်းရှိမရှိဆိုတဲ့အပေါ်မှာပဲမှုတည်နေတာလည်းဖြစ်ပါလိမ့်။ ဒီစကုနေသောတောင်ပန်စားမကိုခေါ်ယူနိုင်မှုအတွက်ဆေးရထက်သန်နေပြီးသူ့ကိုချဲစီမန်စီးတီးစပါဘိုင်ယန်မြူနစ်နဲ့လိုင်ပ်ဇစ်အသင်းတွေကလည်းစိတ်ဝင်စားလျက်ရှိနေတာလည်းပဲဖြစ်ပါလေလာလီဂါရဲ့ပြက်ကတင်ရေးဆွဲမှုအပေါ်ဒေါသကြီးဝေဖန်ပြောဆိုလိုက်တဲ့မာစီလိုနာနေပြဟန်စီဖလိမာစီလိုနာရဲ့နေပြဟန်စီဖလိကလာလီဂါရဲ့ပွဲပြက်ကတင်ရေးဆွဲမှုအပေါ်ဒေါသကြီးဝေဖန်ပြောဆိုလိုက်ပြီးလေးရတာဝန်ရှိသူတွေကိုမေးခွန်းထုတ်လာတဲ့အပြင်ဟာသာတစ်ခုလည်းဖြစ်နေကြောင်းဖွင့်ရပြောဆိုလိုက်ပါတယ် ဘာဇီလိုနာတဲ့အခါကျရင်မှာချန်ပီယံဂွာနာဖိုင်နယ်ဒုတိယကြောက်ပွဲစဉ်ကစားရပြီးတဲ့နောက်ဒီကနေ့စနေနေ့မနက်မှာဆရာဘေကိုအသင်းနဲ့လာလီယာပွဲစဉ်ကစားရအောင်မှလည်းပဲဖြစ်ပါရည်။ဂျာမလိုမျိုးနီးပြားကတော့ဒီရသမတ်တွေမှာတော့ကျွန်တော်တို့ပွဲတွေဘလောက်စားရမယ်လို့ထင်ပါတယ်။ဘယ်လောက်ထိုးလိမ့်တဲ့ပွဲကိုနောက်ကျပြီးပါစားခဲ့ရလား။အစားမလို့ရလဲ၄နှစ်လောက်ပဲအိတ်ခဲရတာပါ။ကြောင်းပြချက်ပေးစရာတော့မလိုဘူးထင်ပါလေ။ဒါပေမဲ့ဖြစ်နေတယ်လေ။ဒါမျိုးမကြုံခဲ့ဘူးပါဘူး။လေးတိုင်းဟာချန်ပီယံလိဂ်ကစားရတဲ့ကလပ်တွေကိုအကာအကွယ်ပေးပါလေ။ထို့သဖြင့်စီမီဖိုင်နယ်ရောက်နေတဲ့အချိန်မှာပေါ့ တကယ်ကိုမယုံကြည်နိုင်ကြပါဗျာလို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်။သူကဆက်လက်ပြီးတော့နားဖို့အချိန်တော်မရှိတော့ပါဘူး။ဒါတွေကိုစီမံတဲ့သူတွေနဲ့ကျွန်တော်စကားပြောချင်ပါလိမ့်။သူတို့ဘာကြောင့်ဒီလိုလုပ်ရပါသလဲ။မလို့ဒီလိုလုပ်နေကြတာလေ။ဒီကိုရောက်လာပြီးတခုခုအပြစ်ဖို့အကြောင်းပြချက်မပေးလို့ပါဘူး။တနင်္ဂနွေနေ့လည်းနှစ်နာရီမှကစားလို့ပြောတယ်။အရင်တုန်းကလည်းကစားခဲ့ရပြီပါဘီ။ အခုစနေနေ့22နာရီကစားရပါမယ်။ညနေ6နာရီမှသာဘာလို့မကစားရတာလဲ။ကြောင်းပြကြလေတခုတော့တော့ပေးတယ်လို့ထင်ပါလေ။ဒါတွေကိုဆုံးဖြတ်တဲ့သူတွေနဲ့ကျွန်တော်တွေ့ကြင်ပါလေ။ကျွန်တော်တို့တော့ဒါတွေရဟာသတွေပါပဲ။စပိန်ဘောလုံးလောကအတွက်တော့လုံးဝကိုမကောင်းပါဘူး။ယူဘောနေ့မှာစားနေတဲ့အသင်းတွေအပါအဝင်ကျွန်တော်တို့အောင်မြင်ရစပိန်ဘောလုံးလောကပဲကောင်းလာမှာပဲမဟုတ်ဘူးလား။ဂျပန်လိမှာတသိန်းသီးသောဂျန်တဲ့အသင်းဟာကျွန်တော်တို့အသင်းပါပဲ။တကယ်ကိုဆုံးဝမိပါလေ။ဒီအချိန်မှာမယုံကြည်နိုင်လောက်အောင်ပါပဲ။ဘောနပ်စတီယား ပရီးမီးယားလိအပါအဝင်အဖွဲ့ချုပ်တိုင်းသူတို့ကလပ်တွေကိုအရန်ကိုဂရုစိုက်ကြပါလိမ့်။ဒါပေမဲ့ဒီမှာတော့လုံးဝကိုမဟုတ်ပါဘူး။လုံးဝကိုတောက်ကြည့်မစိုက်ပါဘူး။သူတို့ကစားနေပါစေ။မနက်9နာရီ6နာရီပြန်လာနိုင်တာပဲဆိုပြီးလှုပ်ကြပါလိမ့်။ကျွန်တော်၄နာရီလောက်ပဲအေးရတာပါ။လုံးဝကိုမယုံနိုင်စရာပါဗျာလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘာဒူနာတဲ့ကနိုင်ငံကဘွဲစင်တွေရဲတရက်အတွင်းမှာလဲနိုင်ငံကဘွဲစင်တွေအပြီးနှစ်ရက်အကြာမှာဥစားဆူရာနဲ့ဘွဲကိုကစားခဲ့ရသေးတာလည်းပဲဖြစ်ပါလိမ့် ဒီနေ့မှာတော့ဆရာမီကိုအသင်းအပါဝင်လာမယ့်ရက်ပေါင်း30အတွင်းမှာကိုပဲကစားရဖို့ရှိနေရလည်းပဲဖြစ်ပါလိမ့်။သူတို့လာမယ့်ပတ်စနေနေ့မှာ Real Madrid အသင်းနဲ့ကိုပါတီရဲ့ဘောလူပွဲကိုလည်းကစားရဖို့ရှိနေသေးတာလည်းပဲဖြစ်ပါလိမ့်။ဂါဒီပြန်မဲ့ Real Madrid အသင်းကို၄မှတ်ဖြတ်ပြီး La Liga ကိုအိုးဆောင်နေတာလည်းပဲဖြစ်ပါလိမ့်။ Real Madrid အသင်းရဲ့သတင်းတွေထွက်ပေါ်နေတဲ့အပေါ်ဖွင့်ရပြောဆိုလိုက်တဲ့ Xavi Alonso ဇာဝီလိုဆိုက Real Madrid အသင်းရဲ့နေပြရာတို့အတွေ့အကြုံတွေထွက်ပေါ်လာပြီးတဲ့နောက်အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုရမယ့်အချိန်မဟုတ်သေးကြောင်းဖွင့်ရပြောဆိုလိုက်ပါလိမ့်အဒလီဇာတောင်းနေရဲ့ဇာဘီလုံးဆိုအားရာဒီကောမှာရီယမထွေအသင်းကနေထွက်ခွာမယ်လို့ဒရင်းနေထွက်ပေါ်နေတဲ့ကာလိုအန်စတိုဒီရဲ့နေရာမှာဆက်ခံဖို့ပြေပန်စားနေသူလည်းပဲဖြစ်ပါလိမ့်။ဇာဘီလုံးဆိုအားပြည်တဲ့ရာဒီယုံကလေပေါင်းစင်အသင်းမှာပြည်တွင်းဆူပလာနှလုံးကိုရှုံးမဲမကြီးမှတ်တမ်းနဲ့ရယူပေးခဲ့သူလည်းပဲဖြစ်ပါလိမ့်။ဇာဘီလုံးဆိုကအနာဂတ်ဘက်သက်ပြီးတော့ပြောရမယ့်အချိန်ကောင်းမဟုတ်သေးဘူးလို့ထင်ပါလိမ့်။အခုရာဒီရဲ့အရေးကြီးဆုံးကာလကိုရောက်ရှိနေပါပြီ။ ကောလာလာတွေတင်းဖြစ်နေတဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာမှမပြောဆိုလိုပါဘူး။ဒါတွေဖြစ်ပြနေရတော့ကျွန်တော်နားလေပါလေ။ဒါပေမဲ့ကျွန်တော်အတွက်ပိုပြီးအရေးကြီးဆုံးကတော့လက်ရှိအချိန်ပါပဲလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ပြည်ထောင်ပတုံးကလေပေါင်းစင်အသေးအမှုဆောင်ရာချီချုပ်ကအလောင်းစိုဟာကလပ်မှာတက်တောင်တတရှိနေပြီးတော့လောင်းမရသည့်အတွက်ပဲနောက်ထပ်တောင်ပြင်ဆင်မှုတွေလုပ်နေပြီးဖြစ်ကြောင်းဖွင့်ရပြောဆိုထားတာလည်းပဲဖြစ်ပါလိမ့် ဇာဗီလွန်ဆိုအားပြီးတဲ့နှစ်နွေရာသီလကရီယယ်မက်ထရစ်လေဗာဘူးဘိုင်ယန်မြူနစ်တို့ရဲ့ဆက်သွယ်ခြင်းခံခဲ့ရသူဖြစ်ပြီးမက်ချ်လာမှာတော့ကလပ်မှာပဲဆက်ရှိမဲလို့ကြေညာခဲ့တာလည်းပဲဖြစ်ပါလိမ့်။လေဗာဘူးတင်းရဲ့စပိန်အသင်းရဲ့ကွင်းလက်စားမဟာရီယယ်မက်ထရစ်အသင်းမှာ2009ခုနှစ်ကနေ2014ခုနှစ်အထိကစားစဉ်အတွင်းလာလီဂါဖလားချန်ပီယံဖလားအပါအဝင်ဆူပလာများစွာစကူရရှိခဲ့သူလည်းပဲဖြစ်ပါလိမ့်။တဝဘိုင်းမင်းအသင်းကို300ဒီကစားပြီးတဲ့နောက်2019ခုနှစ်မှာကစားမဘွားကနေအနားယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။ အရင်တော့နောက်တနေ့မှာပဲရီယယ်မထွေအသင်း U16 ကိုကန်တွယ်ပြီးနေပြလောကတွေကိုဝင်ရောက်ပြီးတော့ဆိုစီတက်ခအသင်းကို၃နှစ်ကန်တွယ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။အရင်တော့2022အောက်တိုဘာလမှာနေပြဘွားပထမဆုံးပထမအသင်းကန်တွယ်မှုအဖြစ်လေးပေါင်းစင်အသင်းကိုကန်တွယ်ပြီးတော့အစင်းချောင်းနေရာမှာရတီနိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါလိမ့်။တွားပြီးတဲ့ရာသီမှာတော့ကလပ်အသင်းရဲ့တမိုင်းမှာပထမဆုံးဘရက်စတီကာဖလားနဲ့ဂျာမန်ဘိုဂယ်ဖလားတို့ကိုရောက်ယူပေးနိုင်ခဲ့သူလည်းပဲဖြစ်ပါလိမ့်။ ။လေဘောက်စင်းတဲ့အောင်ယူပါလီဘောလူပဲကိုတက်ရောက်နိုင်ခဲ့ပြီးအတလန်နာကို3ဂိုးဂိုးမရှိနဲ့ရှုံးနေပြီးတရားစီအတွင်းမှာပဲ53ပွဲမှာတပွဲတည်းသာရှုံးနေထားခဲ့တဲ့မှတ်တမ်းကိုလည်းပန်းဆိုင်ထားခဲ့သေးတာလည်းဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ဘယ်တဲ့မဲလို့ကိုစိတ်နှဖျော်ကျမ်းမာချမ်းသာကြပါစေခင်ဗျာ။